ီနေ့မှာတော့အတ္တဟာဗစ်ဆိုတဲ့စာအုပ်လေးအကြောင်းပြောပြခြင်းလဲဒီစာအုပ်ဟာအလေးထားတွေကိုဘယ်လိုတိဆောက်မလဲဘယ်လိုဖြတ်မလဲဆိုတာကိုသိပ္ပံနည်းကြရှင်းပြထားတဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်ဂျိမ်းမဆိုတဲ့သူကဒီစာအုပ်ကိုရေးတာပါသူကငငယ်တုန်းကဘေ့စ်ဘောကစားရင်းမတော်တဆမှုတစ်ခုဖြစ်ပြီးမျက်နှာကိုဗတ်တုံးနဲ့ပြင်းပြင်းထန်ထန်ထိမိတယ်နှာခေါင်းကျိုးအုံနောက်ရောက်မျက်လုံးနေရာလွဲတဲ့အထိစိုးဝါးတဲ့ဒဏ်ရာရခဲ့တယ်။လေးလလောက်ဆေးရုံတက်ကူတာခဲ့ရတယ် ဒါပေမဲ့သူကနေ့စဉ်တေးသေးမောမောစူးစမ်းမှုလေးတွေနဲ့တဖြည်းဖြည်းပြန်ကောင်းလာပြီး All American Academy ကစားသမား33ယောက်ထဲကတယောက်ဖြစ်လာတယ်။အခုဆိုအလေးထားပြောင်းလဲမှုဆိုင်ရာကျွမ်းကျင်သူတယောက်ဖြစ်နေပြီးဒီစာအုပ်ကနယူးယောက်တိုင်းမှာ Best Seller စာရင်းမှာပါလာပါတယ်။ James ကအလေးထားတိုင်းတွင်အဆင့်၄ဆင့်ပါဝင်ကြောင်းရှင်းပြထားပါတယ်။အဆင့်တကအချက်ပြမှုခုပါ။ဥပမာအားဖြင့် coffee ဆိုင်ရှိဖြတ်သွားရင် coffee တောက်ချင်စိတ်ပေါ်လာတယ်။ ဖုန်းမှာ message ရအတန်လာရင်ချက်ချင်းကြည့်ခြင်းစိတ်ဖြစ်တယ်